Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လောက်ကြမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့လူရင်းတူရှင်သတင်းလေးတွေဖတ်ပြပေးပါမယ်နော်ပထမအုပ်ဆုံးသတင်းတစ်ပုဒ်ကတော့ဗောနော်ဒီနေ့လေမှာတော်တော်လေးကိုဟော့နေတယ်သတင်းဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ မအောင်မြင်သော68 residence air စီမံကိန်းကြောင့်ငွေချက်ဘီလီယံ100ကျော်အကျွေးတင်ကပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့်တသက်ခိုင်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေဖျက်ခံလိုက်ရပြီဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲ့တော့ပထမတော့ PPP ပါတီထောင်မှုမှပြိုင်နေမရဘူးပြီးတော့တခါနောက်တော့ တူးတဲ့ကိုယ်စလဲအနေနဲ့ပေါ့နော်ဒီတယောက်တည်းပုံစံနဲ့ရှင်ပြိုင်နေဒါလည်းအခုချိန်မှာပြန်ပြီးတော့ပိတ်ခမ်းတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့အကျွေးတွေများလို့မင်းအောင်လိုင်ကပညာပြတာလားမင်းမင်းအောင်လိုင်ကစကားတွေကပညာပြခြင်းလို့ပေါ့နော်အာသူ့ကိုတစ်ခုပြီးတစ်ခုခုန်ခိုင်းနေတာမသိဘူးနော်ဘာပြောအခုချိန်မှာဆိုရင်မင်းအောင်လိုင်ပညာပြလို့ကိုယ်စလဲလောင်းရွေးခံရတဲ့နေရာကနေပယ်ချခံရလို့သတင်းကြရပေါ့နော်အဲ့တော့ DBB မှာကတော့တက်လာတယ်ဒီသတင်းကမမှန်ဘူးလို့တော့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောခစ်တစ်ကတင်ထားတဲ့သတင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ပြောရမှာဖြစ်ပါတယ်နော် ောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံကဖြစ်ဖြစ်သားသားညှင်းပယ်ရန်ပြည်တွင်းပြည်ပအရက်ဖွဲ့အဖွဲ့308ဖွဲ့ကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အာဆီယံနိုင်ငံများမှရပ်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့များကယမန်နေ့ထိုးထိုးတောင်းဆိုလိုက်ကြခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌမလေးရှားတံတို့တိုက်ရိုက်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာစစ်အုပ်စုရဲ့အတူရောင်ရေးကောက်ပွဲကိုပြက်ပြက်တတထင်းထင်းရှားရှားတိတိပပညင်းပယ်ပါတဲ့လိလာစောင့်ကြည့်ရေးဖွဲ့ကပေးပို့တာဒါမှမဟုတ်ဤပညာပိုင်းနိုင်ငံရေးအထောက်ပံ့ပေးတာတွေအားလုံးကိုညှိဆိုပါလို့ပြည်တွင်းပြည်ပအရက်ဖက်ဖွဲ့စည်းတောင်းဆိုချက်များမှာရေးသားထားတယ်လို့သိရပါတယ်နော်အဲ့တော့ဒီလောက်ထိပြည်သူတွေမလိုလားတဲ့ဟာကိုအာဆီယံကလည်းအတင်းလို့ရဲမယ်တော့မထင်ပါဘူးနော်အခုဆိုလည်းပြည်သူတွေရဲ့အတန်းမင်းအောင်လည်းရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ခုချိန်ဒီဒီအာဆီယံကတက်ခွင့်မပေးသေးတာဖြစ်ပါတယ်အမှန်ဆိုရင်ဒီမင်းအောင်လိုင်းကပေါ့နော်ဒီအာဆီယံရွေးကောက်ပွဲကိုဒီလဒီ ောက်မှာတက်မယ်ဆိုပြီးမှသူတို့ကကြွေးကြော်ပေးမယ်လေခုချိန်မှာတော့ညင်းပယ်ခံထားတဲ့နေသားဖြစ်ပါတယ်နော် ောက်တဲ့တင်ဒီဘုတ်ကတော့ကြားဖြတ်ဂိုင်းများကိုစစ်ကောင်ရှိစီတောက်တိုင်များအဖြစ်တတ်မှတ်စက်ကြီးတိုက်ဖြတ်သွားမယ်လို့စကိုင်းဖိုရန်ကထုတ်ပြန်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ကြားဖြတ်နဲ့ပတ်သက်လာရင်ဒီကျွန်တော်တော်လိုင်းတစ်ခွဲတွေကပါဆက်ပြီးတော့တိုက်ခိုက်မဲ့အနေအထားမှာတွေ့ရပါတယ်ဒီကြားဖြတ်နေကတဲ့စကိုင်းတိုင်းအတွင်းကဝင်ရောက်လာတယ်ဆိုတဲ့အထောက်အထားမျိုးတော့မတွေ့ရသေးဘူးလေဒါပေမဲ့ကျွန်တော်တို့ကဒီဘက်ဒီဟာကိုကြိုတိုကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့ဗျာတဲ့အများသောအဖြစ်နိုင်ငံတကာမှာလည်းမြန်မာနိုင်ငံနေဆက်တွေမှာဒုနေတင်လောက်ကင်နေပါတယ်ဆိုတဲ့နာမည်စုကတော်တော်ထွက်နေပြီတဲ့အများစုကတော့ဒီဟာတွေကအချမ်ပါစစ်ကော်မရှင်နဲ့သူတို့ရဲ့ပူးပေါင်းထားတဲ့ပြည်သူစစ်အဖွဲ့ ဲ့တွေကကျိုးကင်ဆောင်ရွက်နေတာဖြစ်ပါတယ်တဲ့အချမ်းမစစ်တဲ့ထိပ်ပိုင်းကောင်းဆောင်တွေထဲမှာတော့ပါဝင်ပတ်သက်နေကြတာပဲဒါပေမဲ့အပြင်မှာဟန်ပြားအဖြစ်နိုင်ငံတကာအကြိုက်လိုက်ပြီးတော့သူတို့ကိုနေနေပါဟန်ပြားပါလုတ်ပြလုတ်ပြနေတာကတော့ အဆင်မပြေဘူးပေါ့နော်အဲ့တော့ဘာဖြစ်ပြောခုချိန်မှာဆိုရင်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပြည်သူတွေလည်းခံစားနေတာဖြစ်ပါတယ်နော်ဟောဖုန်းနဲ့ဖုန်းဖုန်းဆက်ပြီးမှပေါ့နော်ဟိုအမျိုးမျိုးလိန်နေတာပေါ့နော်လိန်နီးပေါင်းစုံလိန်နီးကိုပေါ့နော်ဘလောက်အောင်ရှိလဲမသိပါနော်ပြည်သူတွေစိတ်ဆင်းရအောင်လိန်နေတဲ့အခြေအနေမှာဒါတွေကိုတော်တော်လေးတစ်ဖွဲ့ရလဲတယ်ပြန်လဲပြီးတော့နှိမ်နှင်းမယ်လို့ထုတ်ပြန်ထားဖြစ်ပါတယ်နော်အဲ့တော့ကြားဖြတ်ဖွဲ့ဆိုတာကိုကနေဆက်ပါပဲပေါ့နော်ရန်ကုန်မှာတော့မှဒုနယ်ဒေရှိနေတာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့လောင်းလုံမြို့နယ်တွင်အမျိုးသမီးများကိုအထမပြုချစ်ပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစောတီကောက်ဆောင်စိုးတန်းကိုအရှင်ဖမ်းမိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်။ကဲကြားတဲ့အတိုင်းပါနော်။အမျိုးသမီးတွေကိုအထမပြုချစ်တဲ့ကောင်ခုလိုချိန်မှာဖမ်းဆီးတဲ့အတွက်ပါနော်။ပြည်သူတွေကဘလို့ဒဏ်ခတ်မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းပါရဲ့နော်။ အဲ့တော့စိတ်ရှိလက်ရှိတာဓာတ်ခိုင်းမယ်ဆိုရင်တော့အမစာနာပြောက်သွားမှတေးကြပါတယ်အဲ့တော့အခုချိန်မှာဆိုရင်တချို့တွေကလည်း comment ထဲမှာပေါ့နော် Facebook Facebook ပေါ်ဒီလိုမျိုးသတင်းတွေတက်မလာသင့်ဘူးတဲ့တခါလေးရှင်းရမှာအဲ့လိုမျိုးတွေပြောနေကြပါနော်အဲ့တော့ဒီလိုမျိုးဒီပြည်သူစစ်ဆိုပြီးမှပေါ့နော်ဒီပြူစောတိကောင်ဆောင်ကောင်းကောင်းနေပေါ့နော်အခုချိန်မှာပြည်သူကိုဒုက္ခပေးနေတဲ့ကောင်းနေအခုလိုမျိုးမရင်းချင်းတဲ့ကိစ္စမျိုးတွေလှုပ်ကျွလို့နေကောင်းနေရတော့နော်တကယ်ပဲပြင်းပြထန်ထန်ပြပေးသင့်ပါနော် ကဲနောက်ထပ်သတင်းသဘောက်ကတော့ရပခတိုင်းမှုဖြစ်တာရက်တရာမပြည့်သေးတဲ့ဘုံမူးချုပ်နိုင်စောဦးကိုငွေချက်သိန်းပေါင်းထောင်ကြီးလက်စားမှုနဲ့အော်တိုဝါ20ရက်မှာစစ်ကောင်စီကဖမ်းဆီးပြီးအဂတိပုံမှန်နဲ့စစ်ဆီးနေတယ်လို့ပြီးပြီးတော့သတင်းရင်းမြစ်ကတည်ရပါတယ်တဲ့တရားမဝင်ကုမ္ပဏီကိုငွေချက်သိန်းပေါင်းထောင်ကြီးရယူကလွှဲပေးခဲ့တဲ့လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့တိုင်ကြခံရပြီးတော့ ကာဆာထမူနှင့်ဘူဒူပိုဂျုတ်ကြီးဇော်မင်းလက်နဲ့အဖွဲ့ကဖမ်းဆီးခဲ့ပြီးအောက်တိုဘာ22ရက်မှာအဂတိပုံမှန်နဲ့မိုးပွေ့စစ်ဆေးနေလွေပြီးတော့သတင်းမြေကဒီဗီကိုတိဆက်ထားလို့သိရပါတယ်နော်အဲ့တော့အခုချိန်မှာဆိုရင်ငွေလက်စားလက်စားတဲ့ဒီဘူဂျုတ်နိုင်ဇော်ဦးကတော့ဂျေးရဲလော်ဖြစ်ပါတယ်နော် ချောင်းဦးနဲ့ခင်မွန်ရွာကိုစစ်အုပ်စုကပြူစောတိရစီစီးနေပြီးနောက်စွန့်အပ်နေတဲ့အမျိုးသားတအုပ်ကိုမီးရှို့တပ်ပြက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကဲဒီလိုမျိုးသတင်းတွေကတော့အများကြီးပေါ့နော်ဘုံကျဲလို့တည်တာလည်းအများကြီးပေါ့နော်သတင်းတွေကတော့ပြည်သူကိုဒုက္ခပေးလို့ပြည်သူတွေနှင်းစီရက်တိုင်းမှာမတည်တဲ့ရက်မရှိဘူးပေါ့နော်ဒီလောက်ထိရက်ဆက်နေတဲ့ကောင်ကအခုဆိုကြုံ သူတို့ဒီစစ်ကြောင်းတွေ့နေနေရာမှာဆော့အနေတဲ့မျိုးသားတိုးတော်မှာအလွတ်မပေးနဲ့တက်ဖြတ်သွားတာတော့တော်တော်ကိုလူဘာဝပြီးတော့လူမဆန်ပြောစရာစကားကိုမရှိတော့ဘူးနော်အဲ့တော့ဒါမျိုးကောင်တွေကိုအခုချိန်မှာဆိုရင်တော့ကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေကဒီတော်လိုင်းကိုနိုင်အောင်တိုက်ပြီးတော့တော်တော်လေးကိုရှင်းထုတ်မယ်အနေထားဖြစ်ပါတယ်နော်ကေဘရွန်စကြောင့်နားထောင်မဲ့တဲ့တဲ့ပုတ်ကတော့ကိုဘဘူကျော်ပြောထားတဲ့ဂျပုထံကိုအကြောင်းကြားပြပါဆိုပြီးမှဂျပုကိုဘာတွေပြောထားလဲနားတော့ကြည့်လောက်နော်ဟောဂျပုကောင်းဂျပုမြန်မာနိုင်ငံကဘုံကြီးချုပ်တွေရောနေရာတွေယူထားတဲ့ဂျပု ခုပဲငါဒေါ်နယ်ထရန့်နဲ့တွေ့တယ်ဒေါ်နယ်ထရန့်ပြောတယ်ငါလည်းပြောပြတာဘုံတော့ငါတို့အဘဂျပူကကွာဒီအာဆီယံဒီဆမ်မစ်စီဝဲဆောင်းရန်နဲ့တက်ချင်တော့ဘုံတော့ဒိုဂျပူကတော့ဘဂျပူကအတခုခုတော့လုတ်ပြီးပါတော့ဘာညာဘောကွာမင်းစားရအောင်ငါအများကြီးပြောပြီးတယ်ပြောပြီးတဲ့ခါကျတော့ဒေါ်နယ်ထရန့်ကပြောတယ်ဂျပူမင်းတက်ချင်တဲ့ငါတို့ဒီ NUG ကဒေါက်တာဆင်မအောင်လို့အင်္ဂလိပ်စာမှုတ်တော့တက်ဆရာမလို့ဂျပူ အာသူထက်သူသူတော့လည်းမင်းတက်တော့တက်မှာမဟုတ်ဘူးဘလို့သိသိအဲ့တော့အဲ့လောက်လည်းတက်စရာမလိုဘဲနဲ့မင်းတခုမှတက်မယ်တဲ့ my name is မေလိုမင်းအောင်ထိုင်အဲအဲ့တခုမှတက်မယ်အဲ့တခုတက်ပြီးမင်းလီမွားစင်းနဲ့အဲ့ဒါကိုဒါဆိုရင်နှုတ်ဆက်တိုင်းမင်းပြောရမယ်ပြီးရင်အစည်းအဝေးမှာလည်းအဲ့ဒါလိုမျိုးပဲအဲ့စကားပဲမင်းပြောရမယ်အဲ့ဒါဆိုရင်နဲ့အစည်းအဝေးအနောက်နားမှာခွေးချီကုံကြီးနဲ့မင်းကိုနေရာတနေရာပြီးမယ်ဒါမှတခုတော့ရှိတယ်နော်မင်းလက်ဆွဲနှုတ်ဆက်လို့မရဘူးဘယ်သူမှအဲအဲ့အဲ့ဒါမင်းကြည့်လိုက် ကျင်းလိုက်ပြီးငါ့ကိုပြန်ပြောငါမင်းအစီအစီဝေးဝေးတက်လို့ရအောင်ငါလုပ်ပေးမယ်โอเคတမှုငါမင်းကအလိုဘောင်းချစ်လို့ဟာတလားအခုညီပေးတာငါဒေါ်လန်ထရန့်ပြန်ပြောပေးမယ်မျိုးလုံးမျိုးလုံးကအချောင်းဒါတော့အခုဘုကျော်ဖြစ်ပါရင်เนาะအဲ့တော့ချက်ဖက်မင်းအောင်လာရတော့အခုချိန်မှာဆိုရင် ASEAN မှာတက်ရောက်ခွင့်မရပါဘူးเนาะဖိတ်ကြားခံခြင်းလည်းမရှိပါဘူးအဲ့တော့ lobby ဒီဘလောက်ပဲပြောပြောနောက်ပြီးဆုံးမှာတော့ ASEAN ကဒီမလေးရှားကိုရီးယားကထုတ်ပြောမှာပဲသူတို့ရဲ့အချက်ပြင်းပြင်းကွဲပြီးမှဖိတ်မခံမှန်းသိကြတာပါเนาะအဲ့တော့ဘာပဲပြောအခုချိန်မှာဆိုရင်သူတို့ကတော့ ဒီကြွက်မနိုင်ကြည်မီရှုပေါ့နော်သူတို့မနိုင်တဲ့ဟာတွေဆိုရင်ပြည်တွင်းမှာဘုံကျဲတက်ပြတ်နေတာဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့ဥကြော်လဲဘာတွေပြောလဲတစ်ချက်နှားထောင်ကြည့်လားဘူမလေးရှားအာဆီယံ94ကြိမ်မြောက်စီဝေးကြီးပွဲကြီးကိုစောက်ရှက်ပြန်ပြန်ကွဲတဲ့အာနာရှင်နော်စောက်ရှက်ပြန်ပြန်ကွဲတာလော်ရီဟိုအာနာရှင်ဒူးမနာသားတွေက လော်ဘီလုံနေတဲ့ကောင်တွေပေါ့လော်ရေးတွေ့လားငါတို့ဘာအာဆီယံအာဆီယံစီဝေးတဲရတော့မယ်ထရွန်နဲ့အမေရိကန်သမရထရွန်နဲ့တွေ့ရတော့မယ်လော်တာလော်တာလော်တာအသကုံလော်တာအခုအာဆီယံကမလေးရှားနိုင်ငံဝန်ကြီးချုပ်အနဝါကြော်ညာလိုက်တယ်အာဆီယံစီဝေးဝဲဝတ်တက်ပိုင်ခွင့်မပေးဘူးဆိုပြီးတော့ကြော်လဲကြော်ညာလိုက်ဟော ဟာပြူလူပြဲတဲ့ဖြစ်ကုန်ပြူလူပြဲတဲ့ lobby တွေနော်ဒူးမလာသားတွေဒူးမလာသားတွေအာနာရှင်ဒူးမလာသားတွေဟာဟာဒီစီဝဲမတက်ရလဲဘာမှမဖြစ်မင်းတို့စကားတော်တော်ပါဆန်နေကွာမင်းတို့စကားတွေပါဆန်နေပါမဆန်နေကွာမင်းတို့ဆောက်ချက်မကြည့်တဲ့ကောင်တွေတကယ်ပါဆန်နေကောင်တွေဟမ်အာလော်ရီတွေ့လားငါတို့အပါဟိုမှာထွန်းလဲတွေ့ရတော့မယ်အာ ရှိလုံးနေထွက်လုံးနေဟာမင်းတို့စိုက်ဝါလိုက်ထဲဟာလားဟာဟိုကအနာကားရောက်မှာကတ်ဖြုတ်လိုက်ရင်လီးနေဖြစ်ကုန်ပြီမဟုတ်လားဟာဟဲ့ရောက်နေဟာအခုကြိတ်တော့မှာနော်မင်းတို့အဲ့ဒီအာနာရှင်ဒီမှာပါနေတယ်ဆိုတာမင်းတို့သိရနော်ကြားဖြတ်မှာဟင်ဟိုကကြိတ်မှာသိလားထွန်းကကြိတ်မှာမင်းတို့စောက်ရေးထဲမှာအရေးထဲမှာပါပြီးဖြစ်လာတယ်ဆိုတော့ ICG ကလည်းဖန်ဝါထုတ်ဖို့ 哦，赣州那也说来讲，我们旅游压力我去你知道呗？压力我去你知道呗？老马烦的，所以不建议咪侬啊。我侬咪侬不玩呀？不如老老老啊，妈那让我们旅游少些嘛，只什么咪时间讲。啊，这个年后阿弟，阿那些老朋友嘛出门耍嘞讲，都年我介绍表啥来着？表啥来着？ အခုမင်းတို့လည်းရောက်လာပြီနော်မင်းတို့ကလေဟိုကတော့ပါရေးကွာမင်းတို့ပါလီမန့်ဆက်ပါတော့မင်းတို့ဆော့ပါစားရတန်ဖိုးမရှိတဲ့ကောင်ကြီးချမ်းပြီနော်ကြော်မျိုးမင်းတို့ကြော်ဆိုးဦးတို့နော်မင်းတို့ဆော့ပါစားရမင်းတို့အဲ့ပါလီမန့်ဆက်ပါနေတာဖန်ကတ်ထားလိုက်လားဟာလီမင်းတို့ဆော့ပါစားရလေပါလီမန့်ဆက်ပါတော့တန်ဖိုးမရှိဘူးမင်းတို့ပါစားရဟမ်မင်းတို့တကယ်ဟို မီဟိုကလိန်ကကြစ်မီဒီယာပေါ့ကလိန်ကတိကလိန်ကကြစ်မီဒီယာဟိုစားတကယ်ကိုလက်ဖျားခါလောက်မင်းစောက်ပါစားကြီးတောင်းတော့ခွန်မြောက်တော့ခွန်ပလဲလုံးလိုက်မော့ခုံလုံးလိုက်မင်းတို့ဟမ်အခုမင်းတို့အပါကိုအစကြီးရတယ်ဖန်ဝန်ဟန်ထုံးဖို့ခွင့်ပြုလိုက်ပြီရဲ့ကဲမင်းတို့တေချာထိုင်အောင်နော်တို့ကြဂျပုနဖားကျိုးအထိုးခံမှာနော် မင်းတို့အာနာရှင်ဂျပုနဖားကျို့အထိုးခံရမှာတတိထားအခုလဲပေါ်လာပြန်ပြီနော်မင်းတို့အာနာရှင်တွေကဘလောက်အထိရုပ်မာကြလဲတန်ပါလေဟမ်အခုပြီးသုံးလုံးကတက်တက်ခံစပတ်ပြဲမလေးသိလားဟမ်မင်းတို့သတိမထောက်ဘူးနော်အဲ့ဒါနော်ဒီအင်ညာစီမံကိန်းအတွက်ဟလားငွေကျပ်ဘီလီယံပေါင်းငွေကျပ်ဘီလီယံပေါင်းတော့ဘီလီယံတော့ 鼻梁冇，鼻梁，为只鼻梁帮得也做，最近个，啊，比到窿瞄来要，冇加个瞄来要来没明年月告不会，没批冇钱，把地地强落来冇，哎，强个就是哎，免傲人，免傲人，钱捏哪来？大可把地皮强个，健康园把地皮强个。对了，啊，健康园大可大可。 ကြန့်ဖို့တခိုးပါတီပဲကြိုင်ခဲ့မယ်တိလားအခုထောက်လာပြီနော်ငွေကြက်ဘီလန်ဘီလန်ပေါင်း100ကျော်တယ်တဲ့ကဲနော်အင်ယာစီမံကိန်းလုပ်မှုအင်ယာအင်ယာအင်ယာစီမံကိန်းကြီးအခုကိုစလေလောင်းအဖြစ်အနေအပယ်ခံရဖို့များနေပြီမပူနဲ့နော်ကလင်ကြည့်ချင်းချင်းမွေမွေချင်းချီမြင်ရတယ်ဟုတ်တယ်မွေမွေချင်းချီမြင်ရတယ် အဲ့ငွေကြက်ဘီလီယံပေါင်းကိုကမ္ဘောဇာဘဏ်ကလေမင်းတို့တန်းတရာကျော်ချီးကြတာအခုအိမ်ယာကအချိန်နဲ့ပြည့်သွားပြီမအပ်နိုင်သေးဘူးနော်ချီးကြတဲ့ငွေကိုလည်းပြန်မဆပ်နိုင်သေးဘူးကဲဘယ်လိုလုပ်ကြမလဲကဲပြောဟမ်မအေးလို့အာနာရှင်ကရုံမာလာပြီလားဆိုရင်နော်သူ့လူကိုလူကြည့်မနေဘူးမအေးလို့အာနာရှင်ကသိလားသူ့လူကိုလူမနေဘူးအဲ့တော့ 另、哦、外，加皮凉帽得单对呀脚，啊，加皮凉帽单对呀脚，喏，你做一针来，给啥？给不如新疆的，哇，吃饱了没咯？李宁嘛，吃饱了啦，阿里得李宁啊，不穿李宁的皮鞋，喏，啊个的，过去的狼皮鞋嘞，白皮看呀，都没熟了，我没洗皮来呀我，阿难皮来呀我。 ဘာဆက်စူးစမ်းမလဲတက်တက်ခန့်ဟမ်အဲ့ဒီအိမ်အိမ်ရမှာပါဝင်ပတ်သက်နေတာနော်ဒရိုက်တာရောဥက္ကဋ္ဌရောတက်တက်ခန့်နဲ့သူ့ယောက်ျားနော်တက်တက်ခန့်နဲ့တက်တက်ခန့်နဲ့သူ့ယောက်ျားပြီးသုံးလုံးပြီးသုံးလုံးပါတီဥက္ကဋ္ဌကြီးဟမ်အခုမင်းအွန်လိုင်းကအဲ့လိုကြောအသံပေးလိုက်ပြီနော်ကဲဘယ်လိုလုပ်ကြမလဲ စောက်ကြည့်ကြမယ်ကွာเนาะငါတို့ကတော့လက်ကုတ်ဒီပေးပဲခြားခြားခြားဆိုပြီးတော့ဟလာလက်ကုတ်ဒီပေးပဲအဲ့ဒါလေးလာပြောပြတာเนาะကဲဒါဥကျော်ဖြစ်ပါနော်အဲ့တော့တသက်ခံကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအဲပေါ်လို့ရိုက်နေတယ်ပေါ့နော်အဲ့တော့ဘာပြောခုလိုမျိုးတခိုးကြီးတွေတခိုးကြီးတွေတခိုးလေးတွေရပါပေါ့နော်ကြီးနိုင်ငံကြီးလုံနေတာထုံးစံပါမယ်နော်ဒီ Champions League ကောင်စီဘက်မှာတော့ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းယုံလေးကသူတရိုက်ထားတဲ့ရုပ်ရှင်ယုံတင်တော့မယ်တဲ့ဒါပေမဲ့လည်းပြည်သူတွေကသူ့ကို social punishment ပေါ့နော် BC လောက်ထားတဲ့အတွက်ကြည့်မဲ့လူကမရှိဘူးပေါ့နော်အဲ့တော့တင်ဆက်ထားတဲ့ဟာနောက်တော့ကြည့်လောက်နော်လူမှုရေးစစ်တမ်းခက်ခံရရပြီးအဖက်လုံမခံရတဲ့စစ်တပ်လက်ပါစီယုံလေးရိုက်ကူထားတဲ့စကားကိုယုံတင်တော့မယ်လို့သူ့ရဲ့လူမှုကွန်ရက်ကတစင်ကြီးညာလာပါတယ်ဒါပေမဲ့အာနာသိန်းမှုကိုစန့်ကျင်တဲ့ပြည်တွင်းကရုပ်ရှင်ချစ်သူတွေကတော့မကြည့်ဘူးလို့ပြောလာပါတယ် စတိတ်ဂိုင်းလိုနာမည်ပေးထားတဲ့ရုပ်ရှင်ကိုရုံလင်းအနေနဲ့အာနာသိန်းကာလာအတွင်းပထမဆုံးပြန်လည်ရိုက်ကူးခင်းရခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဟမ်ဖလင်ပရိုဒက်ရှင်ကထုတ်လုပ်တဲ့လူမိုက်တွေကိုရဲ့အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ကိုနိုဝင်ဘာ14ရက်မှာရုံတင်မယ်လို့သိရပါတယ်။အရှုံးပေါ်ဖို့ကျင်းတည်နေတဲ့ဒီဇက်ကကိုထုတ်လို့သူတွေဘယ်သူမှမသိရပေမဲ့စစ်တပ်နဲ့နှိစက်သူတွေပဲရှင်းနိုင်နေလို့ရုပ်ရှင်လောကသားတွေကယုံမှန်နေကြပါတယ်။ ရှုံလင်းရိုက်တဲ့ရုပ်ရှင်ထဲမှာအာနာသိန်းကာလာအစကအယောင်ပြဆန္နာထွက်ပြခဲ့ကြတဲ့ထိုင်ရုံနဲ့ထက်ထက်ထုံထုံပါဝင်ခဲ့ကြပေမဲ့ရှုံလင်းရိုက်တိုင်းပါလိရှိတဲ့မြင့်မြင့်နဲ့ခင်လိုင်တို့ပါဝင်တာမတွေ့ရပါဘူး။ အာနာသိန်းကလာအတွင်းယုံလင်းရိုက်ကိုပြီးပထမအုံဆုံးယုံတင် ပြသခွင့်ရခဲ့တာကတော့ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာမှာယုံတင်ပြသခဲ့တဲ့ original gangster သုံးရုပ်ရှင်ဖြစ်ပါတယ်အဲ့ဒီနောက်နမတက်ရိုက်ခွင့်မရှိလို့မရိုက်ဖယ်နေခဲ့ရကနေတနစ်နီပါအကြမှာဒုတိယမြောက်ဇက်ကားအဖြစ်စတိတ်ဂိုင်းကိုရုံတင်ခွင့်ရခဲ့တာပါကဲကြားရမှာနော်ယုံလေးကတော့ရုပ်ရှင်တင်ဖို့လုပ်နေပြီအဲ့တော့အားပေးမဲ့သူတွေရှိလာပါနော် အဲ့တော့ရှိမယ်လို့လည်းမထင်ပါဘူးเนาะနောက်ပြီးတော့ရိုက်လိုက်တယ်ဆိုရင်လည်းဒီလိုဂိုင်းစတာလိုလိုဘာလိုလိုနဲ့ပေါ့เนาะပြီးသူတွေကိုအနိုင်ကျင့်တဲ့កောင်းနေပေါ့เนาะအဲ့တော့ဘာပဲပြောဒီកောင်းနေရတော့အခုချိန်မှာဒါနေပဲတန်ပါเนาะအဲ့တော့ပြီးသူတွေရဲ့ BC social punishment ပေါ့เนาะဟိုမခုခံလို့ပေါ့เนาะတွန်းလှန်လို့မရလို့ဒါငြိမ်နေကြရเนาะပြီးသူတွေကဒီမြို့ပြီးဒီအချက်ဖက်မရောက်လိုက်အုပ်ချုပ်ထားတဲ့မြို့တွေမှာနေတဲ့ပြီးသူတွေကလုံးဝသူတို့ထောက်ခံတာတော့မဟုတ်ပါဘူးเนาะအဲ့တော့ဒီ BC ဘယ်လောက်ကောင်းလဲဆိုတော့သူတို့နားလေတော့ပါလိမ့်မယ်เนาะ ကဲနောက်ထပ်သတင်းဗီဒီယိုတစ်ပုဒ်ကတော့အခုမြန်မာပြည်မှာချမ်ပါစစ်တက်ကပြုတ်လုကျင်းပမယ်ဒီရွေးကောက်ပွဲဆိုတာကပြည်သူတွေကိုပိုပြီးဒုက္ခရောက်ပြီးတော့ဒီပြည်သူစစ်တာရှီမဲ့ရွေးကောက်ပွဲလို့ပေါ့နော်နိုင်ငံတကာကအသိကုန်ပေါ့နော်အဲ့ဒါတွေကိုထုတ်ပြောတဲ့နိုင်ငံလည်းရှိကုန်ပေါ့နော်အဲ့ဒီအကြောင်းပြောထားတဲ့ဟာလေးနားအောင်ကြည့်အောင်နော်လို့မယ်ခုရွေးကောက်ပွဲမှာဟင်းရွေးကောက်ပွဲอ่ะနော်အတူကြီးပါဆိုပြီးတော့ကဘာကုလသမဂ္ဂအထူးကိုစလဲတွန်အန်ဒရူးကနေရောကဘာတိအောင်ကျွမ်းနာလိုက်တယ် ီလိုပဲကျွန်တော်ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးကလည်းဒီစစ်တပ်လုံးရဲ့ရွေးကောက်ပွဲဟာနော်ဒီမှာနိုင်ငံပို့ပြီးတော့မတည်ငြိမ်ဖြစ်အောင်ပြုလုပ်တာဆိုပြီးတော့အာဆီယံကောင်းဆောင်မျိုးတိုက်တွန်းပြောကြားတယ်ဗျာသူတို့ပြောတာလည်းမှန်တယ်ဗျာဟုတ်တော့သူတို့အခုလုံးမဲ့အထူးဆောင်ရွေးကောက်ပွဲကိုဘယ်ပြည်သူမှစိတ်မဝင်သားဘူးမှန်မယ်ဘယ်ပြည်သူမှစိတ်မဝင်သားလို့လဲမဲစင်းကို တို့ထုတ်ပြန်ထားတဲ့မဲစင်းတွေပေါ့ဘယ်ပြည်သူမှလည်းရက်ွက်ရုံးနေမှာတွားရောက်စစ်ဆေးတာမရှိဒီလိုပဲပြပရောက်မြန်မာနိုင်ငံသားတွေတော့တက်ဆိုင်ရာတန်ယုံတွေမှာကျွတ်တင်မဲပေးဖို့စိတ်မဝင်သာဘူးကျွတ်တင်မဲလည်းလာမပေးကြဘူးเนาะဒါကြောင့်မို့သူတို့စစ်တပ်ကနေပြီးတော့ခုမြန်မာနိုင်ငံမှာရှိတဲ့သူတို့ရဲ့ရက်ကြီးဝှချွေရင်းမှုတွေကိုပြားပေးတယ်เนาะ သူတို့ထုတ်ပြန်ထားတဲ့မဲဆင်းတွေကိုရက်ွက်ရုံးနေမှာပြည်သူတွေကနေလာကြည့်တယ်ဆိုတော့အခြေအနေမျိုးကိုအတန်းတင်ပြီးတော့သူတို့သတင်းပို့ခိုင်းတယ်အခုနောက်ဆုံးသူတို့ရဲ့ငင်းနိုင်နန်းစီရံဝန်ထမ်းတွေကိုနော်သူတို့လုံးဝရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့ဆိုပြီးတော့သူတို့ကျင့်သုံးတာတွေ့ရတယ်ပြောဆိုတာတွေ့ရတယ်နောက်ပိုင်းဆိုရင်ဒါရွေးကောက်ပွဲနီးလာရင်မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရှိတဲ့လူတွေကိုမဖြစ်မနေမဲပေးရမယ်ဆိုပြီးတော့လောက်မိုင်းကအချက်ကန်ပြီးချင်းချောက်ပြီးတော့ဟွန်းလောက်ဆိုလာမယ်အခြေအနေတွေကိုကျွန်တော်တို့တွေ့လာရတယ်ဆိုတာပြောချင်ပါတယ်ကဲ ဒီကိုပြောတော့တကယ်အမှန်တရားတွေပေါ့နော်အဲ့တော့မင်းအောင်လိုင်းကအခုချိန်မှဆိုရင်ဒီနိုင်ငံတကာစစ်မျက်နှာမြင်ပြောမလားဒီတန်မှန်ရေးရမှာတော်တော်လေးကိုပြန်ပြီးထိုးနှက်ခံရတဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအခုဆိုထရန့်လာတဲ့ကိစ္စနဲ့ပတ်သက်တဲ့အားလုံးလည်းမြင်ပါတယ်နော်ဒီ JKK ဘက်မှာဖြစ်နေတဲ့ကိစ္စတွေဆိုရင်ဒါမင်းအောင်လိုင်းကိုထိုးနှက်ချက်တွေဖြစ်တယ်အခုဆိုရင်လည်းဒီ ASEAN ကိုယ်တိုင်ကမင်းအောင်လိုင်းရွေးကောက်ပွဲမှာတရားဘူးဆိုတာသိရပေါ့နော်ဒါအပြင်တခြားသောဥရောပနိုင်ငံကလည်းထုတ်ပြောလိုက်ပြီပေါ့နော်အဲ့တော့ဒီလိုမျိုးအဖက်ဖက်မှာ ဒီတန်တမန်ရေးရမှာပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ IUG ဝင်ကြီးဒီကျွန်တော်အစိုးရပေါ့နော်ကျွန်တော်အစိုးရကလည်းဒီကိစ္စတွေကိုပို့ပြီးတော့ပေါ့နော်လေးနဲ့တော့အောင်နော်ဖိပြီးတော့လုပ်နိုင်မယ်ဆိုရင်တော့မင်းအောင်လိုင်းကိုတော့တော်တော်လေးနိုင်ငံပေါင်းစုံကကျင်သွားမဲ့အချိန်ဒီမှာရှိပါတယ်နော်အဲ့တော့ဘာပြောသူလုပ်တဲ့ရွေးကောက်ပွဲကတော့တကယ်လေဟိုသူ့ရဲ့ အသက်ကိုကာကွယ်ဖို့ပဲသူကလှုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဘသူအထမအချိုးမရှိတဲ့အပြင်ပြည်သူလူထုကိုပို့ပြီးတော့ဒုက္ခဆင်းရဲတွေနှက်ပြီးတော့ပီရစ်စ်တာရှိမဲ့ပီရစ်စ်ဆိုတာဒီနွေဦးတော်လိုင်းကြီးပေါ့နော်တော်လိုင်းကြီးပို့ပြီးကြာရှိမဲ့အခြေအနေမှာရှိပါတယ်နော်အဲ့တော့အခုဆိုရင်တရုတ်ကတရုတ်ရဲ့ ထောက်ပံ့တဲ့ဟာတွေနဲ့ရုရှားရဲ့ထောက်ပံ့ဟာတွေနဲ့သူကပို့ပြီးတော့အသက်လူနေရတဲ့အခြေအနေဖြစ်ပါတယ်အခုဆိုရင်သူ့ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်တဲ့ဒီကြားဖြန့်ကိစ္စတွေအဲဒီလိုမျိုးပေါ့နော်ပြဿနာတက်တဲ့အခါမှာဒီကြားဖြန့်ကနေပတ်သက်ပြီးတော့သူဝင်ငွေတွေကညှော့နေတော့မှတေးကြရတယ်เนาะအဲ့အတွက်အခုဆိုရင်ဘာလုပ်လဲဆိုတော့ဒီရခိုင်ဘက်မှာပေါ့နော်ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ဒီစီးပွားရေးတွေအစ်စ်တွေဒီကန်းကန်းလွန်ပင်တွေမှာဒီရေနံရှားတဲ့တန်းဝေရှားတဲ့ဟာပေါ့နော်အဲ ဝင်ငွေရှာဖို့သူထပ်ပြီးတော့စူးစမ်းနေတာတွေ့ရပါတော့အဲ့တော့ main online ဘလို့ပဲစူးစမ်းစူးစမ်းအခုချိန်မှာဆိုရင်တော့ဒီတော်တော်လေးကိုဖိအားပေးနေတဲ့အခြေဖြစ်ပါတယ်เนาะအဲ့တော့ဒီရွေးကောက်ပွဲကမနေ့ဖြတ်ဆိုစပြီးကျင်းပပြီပါတော့ဒီရွေးကောက်ပွဲကတော်တော်ကိုထူးခြားမှာဖြစ်နေတယ်ပါတော့ရွေးကောက်ပွဲမှာကျွန်တော်မြန်မာပြည်အတွက်ဘလိုမျိုးသတင်းတူသတင်းကောင်းတွေတင်ဆောင်မလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အောင်เนาะโอเคဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲစာဆုံးကြည့်ပေးကြပြီးပါပြီသူရောက်စီတိုင်းထူးရဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ် main online ရဲ့စစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ